မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 14ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့နေပြီးတော့တက္ကသိုလ်နဲ့ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်အမှတ်239မှာရှိတဲ့အကြမ်းဖက်စစ်ခွေးဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်ခွေးနှကောင်တိုက်ဆုံးပြီးတော့ဗိုလ်တအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုဝင်ဘာလ17ရက်နေ့ည9:45မိနစ်ခန့်မှာတက္ကုံမြို့နယ်ရန်ကုန်မန္တလေးအမြင်လန်းမိုင်းတိုင်အမှန်236မှာရှိတဲ့အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လေးကတရားဂိတ်စခန်းကိုနေပြည်တော်တက္ကုံ PDF တက်ရင်အမှတ်803ကတော်လိုင်းရုံးပေါ်များကဝင်းရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိပ်တွေ့တိုက်ပွဲဟာမိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကနှစ်ဦးသေဆုံးက ဘိုးတဦးထိခိုက်ဒဏ်ရာရရှိပြီးစေယုံတင်ထားရတယ်လို့သိရပါဗါတယ်တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်တော်လိုင်းရဲဘော်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်စစ်ခွေးအင်အားက15ရောက်လောက်ပဲရှိမယ် ဂိတ်စခန်းအသေးလေးပါစစ်ခွေးတည်တဲ့စီရင်ထတ်တိုးတည်တာမျိုးတော့မကြမိသေးဘူးကျွန်တော်တို့ကတော့နေပြည်တော်တိုင်းစစ်ဌာနတပ်တွေဖြစ်လို့နေပြည်တော်အဝင်းဝိုင်းကိုပျောက်ကြားတိုက်ခိုက်ဖို့အတွက်အမြဲတမ်းကြိုးစားနေပါပါလို့ PDF တပ်ကုန် Battalion 803ကတပ်ရင်းမူရဲဘော် Ramon ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အမြန်လန်းနောက်ဘက်ခြမ်းကကြေးရွာများကိုအကြမ်းဖက်စစ်ခွေးတပ်ကစစ်ကြောင်းထိုးနေပြီးတော့ဂျီဝါနေပြည်သူများစီရေးသတိနဲ့သွာလာနေထိုင်ကြရန်တည်ရဲမှုရဲဘော်ရာမွန်ကပြောဆိုထားကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့မြောက်ရီမြို့တောင်ပန်းဘလူးကြီးကြီးွာဖရာကုန်းအနီးမှာရှိတဲ့ DKBA ပိုင်တဲ့အကြားဖြန့်ရုံးကိုစစ်ခွေးတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခတ်ရာမိသူနှစ်ဦးတိတ်ဆုံးပြီးတော့ DKBA တပ်ဖွဲ့ဝင်နှစ်ဦးတိတ်ဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့က November လ13ရက်နေ့မနက်7:00နာရီခွဲအချိန်ကမြောက်ရီမြို့တောင်ပန်းဘလူးကြီးကြီးွာဖရာကုန်းအနီးမှာရှိတဲ့ DKBA ပိုင်တဲ့ကြားဖြန့်ယုံကိုဗကြမဆက်တက်ကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာကြားဖြန့်ယုံအဆောက်ဂိတ်ပေါ်တဲ့တဲ့ကြက်ရောက်ပောက်ကွဲပြီးတော့ပြည်သူ9ဦးနဲ့ DKBA 9ဦးစုစုပေါင်း4ဦးတိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးလက်နက်ကြီးထိမှန်မှုကြောင့်ဒဏ်ရာရရှိတဲ့သူတွေကိုထိုင်းနိုင်ငံမဲဆောက်စေယုံကြီးကလူနာတင်ကား9စီးနဲ့တယ်ဆောင်သွားတယ်လို့သိရပါဗျ ဘလူးကြီးရွာထိပ်က DGB ပိုင်နဲ့ကြားဖြတ်အဆောက်ဂိတ်ပေါ်ကိုစစ်ခွေးတက်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့လူ၉ယောက်ထိပြီးတော့၄ယောက် တေဆုံးသွားပါတယ်။ဒဏ်ရာရတဲ့သူတွေကိုမဲဆောက်စေးုံကြီးကနေပြီးတော့လူနာတင်ကားတွေနဲ့တေဆောင်သွားတယ်။ကားထဲနဲ့ဆိုတော့ကားတွေပိတ်လမ်းတွေပိတ်ကုန်နေအကုန်စုညံနေတာပဲလို့ကရင်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။တခြားကရင်စစ်ရေးသတင်းရင်းမြစ်တစ်ခုကတော့စစ်တပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်တရုတ်နှစ်ဦးနဲ့အခြားလူ၄ဦးဒဏ်ရာရရှိပြီးတော့ ီဂေဘီတအုံးနဲ့ကြားဖြန့်ယုံကလုံချုံရေးတအုံးတည်ဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။အော်တိုဘာလ19ရက်နေ့ကစတင်ပြီးတော့အကြမ်းဖက်စစ်ခွေးတက်က BGF ပိုင်နဲ့ KK Park မှာရှိတဲ့ကြားဖြန့်ယုံတွေကိုအယောင်ပြစီးနှင်းဝင်ရောက်ခဲ့ပြီးတော့ BGF ကလည်းမိုင်းခွဲဖျက်ဆီးပြခြင်းတပ်သိမ်းများကိုလက်ဆောက်ဖျောက်ခြင်းတို့ကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်ခွေးအုပ်စုထိန်းချုပ်ရာမြောက်ရီမြို့ပေါ်ရက်ကွက်နဲ့ကြေးရွာများအပအဝင် DGBA နဲ့ BGF ထိန်းချုပ်ရာကေကော်မြို့တင်ဝေါ်လီဒေတာနဲ့ကြောက်ခတ်ဒေတာများမှာကြားဖြတ်မောင်းမြောင်များစွာရှိနေတယ်လို့သိရပါတယ် Let alone November 12ရက်နေ့က American အစိုးရကကြားဖြတ်ဝင်းများကိုတိဆောက်လုတ်ကင်နေတဲ့ DGBA နဲ့ခေါင်းဆောင်၄ဦးကိုတန်ခတ်အေးအေးယူပိတ်ဆို့တဲ့ကြေညာချက်ကိုထုတ်ပြန်လိုက်ပြီးတော့ကြားဖြတ်နေနေရဲ့အထူးအဖွဲ့ကိုလည်း ဖွဲ့စည်းလိုက်တယ်လို့တရားဝင်ထုတ်ပြန်ကြေညာလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကားပြီး NLD အစိုးရဖြုတ်ချရေးဆန္ဒပြခဲ့တဲ့မမသာအဖွဲ့ဝင် အောက်တန်းစားကျော်မျိုးရွှေဆိုတဲ့ကောင်ကတဆညာပါတီရဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းအဖြစ်နဲ့ရွေးကောက်ပွဲဝင်မှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မဘာတာအဖွဲ့ဝင်နဲ့အမျိုးသားရဲ့အစိုးရစစ်ခွေးထောက်ခံတဲ့အောက်တန်းစားကျော်မျိုးရွှေဆိုတဲ့ကောင်ကတိုင်းနာစည်းလုံးညီညွတ်ရေးပါတီတဆညာကိုကိုယ်စားပြုပြီးတော့မန္တလေးတိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနဲ့အမှတ်လေး FTTB မှာရှင်ပြိုင်ဖို့အတွက်မဲဆွယ်စည်းရုံးမှုများစတင်လှုပ်ဆောင်နေပြီဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီကြော်မျိုးဆွေဆိုတဲ့အောက်တန်းစားဟာ NLD အစိုးရအာဏာရယူခဲ့တဲ့2016ခုနှစ်ကနေ2022ခုနှစ်ဇန်နဝါရီလအထိဒေါအောင်ဆန်းစုကြည်ကိုပုတ်ခတ်စော်ကားခြင်း NLD အစိုးရကိုဆန္ဒပြခြင်းစစ်ခွေးတွေထောက်ခံတဲ့လှုပ်ရှားမှုများကို ဥဆောင်ပြုတ်လုချင်းများကိုလှုပ်ဆောင်ခဲ့သူလည်းဖြစ်တယ်လို့သိရပါဗါး2018ခုနှစ်မတ်လမှာနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုလူမှုကွန်ရက် Facebook စာမျက်နှာမှာပုတ်ခတ်စော်ကားရေးသားခဲ့တဲ့အတွက်ဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးနဲ့အမှုဖွင့်ခံရသူလည်းဖြစ်တယ်လို့သိရပါဗါးဒါအပြင်2018ခုနှစ်ဩဂတ်လအတွင်းမန္တလေးမှာ NLD အစိုးရစတင်တပိတ်လှုပ်ဆောင်ခဲ့ပြီးတော့အဲ့ဒီတပိတ်အတွက်ကြော်မျိုးရွှေကိုဝရမ်းထုတ်ခဲ့က ပုံမှန်905ခါခွင်းနဲ့အမှုဖွင့်ဖမ်းဆီးခဲ့တယ်လို့သိရပါဗျ2018ခုနှစ်ဇွန်လလမှာမန္တလေးမြို့မှာ NLD အစိုးရအသစ်ဖြုတ်ချရေးသဘိတ်မောက်ခဲ့တဲ့အမှုနဲ့ကြော်မျိုးရွှေကိုနိုင်ငံတော်အကြီးအကျယ်ပြက်စီမှု ပုံမှန်905ခါခွေးနဲ့ချမ်းမြသာစီမြို့နယ်တရားရုံးကအလုတ်ကျန်းတဲ့ထောင်နဲ့တနစ်ခွဲချမှတ်ခဲ့တယ်လို့သိရပါတယ်2018ခုနှစ်မတ်လအတွင်းမှာအမျိုးသားရေးအစွန်းရောက်ဝါဒီဂရုံးဝီရသူကို Facebook post တစ်ခုမှာစော်ကားတယ်ဆိုပြီးတော့ဂျော်မျိုးရွှေကမြန်မာနောင် editor ချုပ်ကိုဆွေဝင်းကိုဆက်သွယ်ဥပဒေပုံမှန်66ဂါကြီးနဲ့တရားလို့အဖြစ်နဲ့တရားစွဲခဲ့ဘူးကြောင့်တရေရရှိပါတယ်ခင်ဗျာ ဆောက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းလောင်းလုံးမြို့နယ်ငင်းမော်ရွာမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲပြင်းထန်နေပြီးတော့စစ်တပ်ကနေအိမ်များကို မိရှုပ်ဖြတ်စည်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ12ရက်နေ့မနက်ပိုင်းမှာလောင်းလုံးမြို့နယ်ငင်းမော်ရွာကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်တပ်ကအနီးနားမှာရှိတဲ့ကျေးရွာများကိုစစ်ကြောင်းထုတ်ရန်ထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲဒီထိတွေ့တိုက်ပွဲဟာမိုးလယ်ပိုင်းအထက်ကိုပြင်းထန်စွာဖြစ်ပွားခဲ့ပြီးတော့ဒဝဲမြို့ပေါ်ကအကြမ်းဖက်စစ်ခွေးတွေကဟာဝဇာလက်နက်ကြီးများနဲ့ပြစ်ကူပေးပြီးတော့တိုက်ခိုက်ကရေတပ်ကစစ်ခွေးတင်းမော်တွေပေါ်ကနေလဲလက်နက်ကြီးများနဲ့ပြစ်ကူပေးပြီးတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အခုလိုမျိုးထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ခွေးစစ်ကြောင်းဟာရှေ့ဆက်မတိုးနိုင်တော့ပဲငင်းမော်ရွာကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။အခုလိုမျိုးအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကငင်းမော်ရွာကိုပြန်လည်ဆုတ်ခွာလာတဲ့အချိန်ပြည်သူ့ဝိုင်းနေအိမ်များကိုမိရှုဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်ထိအကြမ်းဖက်စစ်ခွေးတပ်ကငင်းမော်ရွာထဲကနေပြန်လည်ဆုတ်ခွာခြင်းမရှိသေးတဲ့အတွက်ကြောင့်စစ်ရေးတွေဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့သိရပါတယ်။ မနေ့ကတော့တိုက်ပွဲကတော်တော်ပြင်းထန်ခဲ့တယ်စစ်ခွေးတွေအထိနာလို့ဒဝဲမျိုးဘော်ကနေဟောင်ဇာလက်နဲ့ကြီးတွေစစ်ခွေးတင်းမောတွေဘော်ကနေပြီးတော့လက်နဲ့ကြီးတွေနဲ့ဇက်တိုက်ကိုပြစ်ခတ်သွားတာစစ်ဆောင်ပြည်သူတွေလက်နဲ့ကြီးကြီးထိမှန်ပြီးတော့ထိခိုက်ဒဏ်ရာရတာတွေလည်းရှိပါတယ်မြင်းမော်ရွာကနေအိမ်တွေကိုလည်းစစ်ခွေးတွေကမီးရှို့ထားပါတယ်မြေပြင်မှာတော့ဆက်လက်ပြီးတော့စစ်ရေးတင်းမာနေတော့မယ်စစ်ခွေးတွေကမြင်းမော်ရွာထဲမှာပဲရှိနေသေးတယ် တိုက်ပွဲမှာလည်းစစ်ခွဲတွေအထိနာတာများတယ်စီရေးအခြေအနေကိုတော့တတ်ဆိုင်ရာတော်လိုင်းတပ်ဖွဲ့တွေကဆက်လက်ပြီးတော့ထုတ်ပြန်ပါလိမ့်မယ်လို့ဒေတာရင်းစီရေးသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ဒါအပြင်လောင်းလုံးမြို့နယ်အတွင်းအကြမ်းစစ်တပ်ကစစ်အင်အားတွေထပ်မံဖြည့်တင်းနိုင်ရန်အတွက်ဒဝယ်မြို့ပေါ်မှာအင်အားစုဖွဲ့မှုများလှုပ်ဆောင်နေပြီးတော့ရေချောင်းနဲ့စစ်အင်အားတွေလာရောက်ဖြည့်တင်းနိုင်ကြောင်းဒေတာရင်းသတင်းရင်းမြစ်ကဆက်လက်ရှင်းပြထားပါတယ်။ အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာနိုဝင်ဘာလ10ရက်နေ့မှာလောင်းလုံးမြို့ပေါ်ကနေညင်းမော်ရွာကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီးတော့တော်လိုင်းတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။လက်ရှိချိန်မှာအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကြောင့်ညင်းမော်ရွာကပြည်သူများအပါအဝင်အနီးအနားမှာရှိတဲ့ကြီးပါများကထောင်နဲ့ကြီးတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းဝက်လန်းမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကကြီးပါနှရွာကိုမနေ့ကထပ်မံပြီးတော့မိရှုဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ23ရက်နေ့မနက်7:50မိနစ်ခန့်မှာဝက်လန်းမြို့နယ်ပင်စင်းရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာပြီးတော့နေအိမ်များကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အလားတူပဲမနေ့ကမော်လွယ်နန္ဒာရီကျော်ကမှလည်းကြီးကံမြောက်ရွာကိုစစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးတော့နေအိမ်များကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်ခွေးစစ်ကြောင်းမိရှုဖျက်ဆီးခြင်းကြောင့်ပျက်စီးသွားတဲ့နေအရေးအတွက်ကိုအတိမပြုတ်နိုင်သေးပဲစစ်ခွေးစစ်ကြောင်းကလက်ရှိချိန်မှာကြေးရွာများအနီးမှာလှည့်ပတ်သွားလာနေတယ်လို့ပြောပါတယ်စစ်ခွေးစစ်ကြောင်းကမနေ့ကပင်စင်းရွာနဲ့ကြီးကံမြောက်ရွာကိုထပ်မံပြီးတော့မိရှုဖျက်ဆီးသွားတာပါနေအိမ်ပျက်စီးမှုကိုတော့အတိမပြုတ်နိုင်သေးဘူးစစ်ခွေးတွေကလက်ရှိချိန်ထိရွာတွေနားမှာပဲရှိနေသေးတယ်ဒီလိုတွေလည်းဆက်လက်ပြီးတော့တိမ်းရှောင်နေရတယ်လို့ Wallet Informational Network တောင်းရန်ကိုမုံတိုင်းကရှင်းပြထားပါတယ်။လက်ရှိချိန်မှာ အကြမ်းဖက်စစ်ခွေးစစ်ကြောင်းများရဲ့မိရှုဖြက်စီးမှုကြောင့် Wallet မြို့နယ်အတွင်းရွာတော်ကုန်းရွာ၊တမာကုန်းရွာ၊ထုံးမုံရွာ၊မူကြီးရွာ၊ဒရဦးရွာ၊လာတော်ရွာ၊ရွှေကျင်ရွာ၊ခေါ်တော်ရွာ၊ဆိုင်တိုင်လေးရွာ၊လိမ့်မင်းရွာ၊မြင်းတော်ရွာနဲ့ဥရေကုန်းရွာကယာနဲ့ချီတဲ့နေအိမ်များမိလောင်ပြကြခဲ့ရတယ်လို့သိရပါတယ်။ဝလံမြို့နယ်အတွင်းမှာရှိတဲ့ရွာသာကြီးထုံးမို့ဒရအူးတမကုံရွာတော်ကုံဥရေကုံအုပ်ဖို့ကုံ ကြီးကန်တောင်ရွာမြောက်ရွာလာတော်လဲဦးကြီးကုံနန်းကြီးကုံရွှေသာရေးမတော်ကုတ်ကိုစုငပြောတော်တကောင်းတောင်နဲ့ဂရုစတဲ့ကြီးရွာများအပါအဝင်အနီးနားမှာရှိတဲ့ကြီးရွာများကပြည်သူပေါင်း1000ကျော်ဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ဒါအပြင်သခိုင်းတိုင်းခေဦးကံဘလူမြို့နယ်အဆက်ကိုအကြမ်းမဲ့စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းတိုက်ခတ်မှု6ချိန်ပြုလုပ်သွားတယ်လို့ကျောင်းသားတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူကသတင်းပေးဖို့ပြောကြားထားပါတယ်။ မနေ့ကနိုဝင်ဘာလ23ရက်နေ့မှာမနေ့7နိုင်ကစပြီးတော့မိုးလင်း2နိုင်အထိဒရဦးဘက်ကနေတက်လာတဲ့ Jet Fighter 3စီးကခင်ဦးကမ်းဘလူအဆက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေချောင်းကနေတိုက်ခတ်မှု6ကြိမ်တိုင်တိုင်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းလေချောင်းတိုက်ခတ်မှုအတွင်းမှာပြည်သူတွေတော့ထိခိုက်မှုမရှိခဲ့ဘူးလို့ပြောပါတယ်အလားတူပဲမကွေးတိုင်းခီးလင်းမြို့နယ်နဲ့ပေါင်းမြို့နယ်အဆက်ကိုလည်းအချက်ပတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေချောင်းကနေတိုက်ခိုက်ခဲ့ကြောင်းပေါင်းမြို့နယ်ကကွေးအဖွဲ့ကကိုလာရောင်ကရှင်းပြထားပါဗါး နိုဝင်ဘာလ12ရက်နေ့ညနေ4:16မိနစ်ခန့်မှာတရုတ်လေတပ်ကနေတက်လာတဲ့ KHW Jet Fighter တစ်စီးကထီးလင်းမြို့နယ်နဲ့ပေါင်မြို့နယ်အဆက်ကိုဘုံကျဲတိုက်ခိုက်သွားတယ်လို့ပြောပါတယ်စစ်ခွေးတွေကဘာတိုက်ပွဲမှလည်းမရှိဘဲနဲ့လေချောင်းကနေတမင်သက်သက်ဘုံကျဲတာပါပြည်သူတွေထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိပါဘူးနေပျက်စီးတာမျိုးလည်းမကြမ်းမိဘူးလို့ပေါင်မြို့နယ်ကာကွယ်ရေးအဖွဲ့ကကိုလာရောင်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်နီပြည်ဒီမော့ဆိုမြို့နယ်ခမရ၄နှစ်ခွန်တိုင်ရင်ကစစ်မှုထမ်းတပ်သားတဲ့တအူးဟာ drone gun တလက်နဲ့ခဲအမ်းများကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ9ရက်နေ့မှာဒီမော့ဆိုမြို့နယ်ခမရ၄နှစ်ခွန်တိုင်ရင်ကစစ်မှုထမ်းအပတ်စဉ်၄ကစစ်မှုထမ်းတပ်သားတဲ့ဆိုးထက်တော်ဟာ drone gun တလက်နဲ့ခဲအမ်းများကိုယူဆောင်လာပြီးတော့နေပြည်တော်ပြည်သူ့ကာကွယ်အဖွဲ့ပကဖထမ်းကိုအလင်းဝင်ရောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။ အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့စစ်ဗိုလ်တပ်သားတဲ့စိုးထက်ကျော်ဟာ drone gun တလန်60မမဘုံဒီနှလုံး MA11 ကြီပေါက်နှစ်ခု 5.56G 50တောင်းဆက်သွေးစကားပြောဆက်နှလုံးတို့ကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်၎င်းကိုလက်ရှိအချိန်မှာစစ်ဆေးမိမ့်မှုများဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။အလင်းဝင်ရောက်လာတဲ့သူကမကွေးတိုင်းကပါမြို့ပေါ်ကိုဖုံးတက်ဝယ်ပြီးတော့အပြန်မှာကားပေါ်ကိုဆွဲတင်သွားပြီးတော့စစ်မှုရန်အဖြစ်နဲ့စူဆောင်းခံလိုက်ရခြင်းပဲဖြစ်ပါတယ်။မကွေးတိုင်းစူဆောင်းရေးဌာနကိုခေါ်သွားခြင်းခံလိုက်ရပါတယ်။ အလင်းဝင်လာတဲ့သူကတော့စစ်မှုတဲ့အပတ်စဉ်၄ကပါတောင်းသိန်းကြီး၄ချိန်ခွန်ကပါ သူ့ကိုဂုံပြုစုငွေချင်းမြို့ကတော့ကာကွယ်ဝင်ကြီးဌာနကိုဆက်လက်ပြီးတော့တင်ပြထားပြီးဂုံပြုစုငွေချင်းမြို့ဆောင်ရွက်သွားပါမယ်လို့ပြည်သူ့ကာကွယ်အဖွဲ့နေပြည်တော်ကတိုင်းတာဝန်ခံကိုနောင်ချိုကရှင်းပြထားပါဗျ။စစ်ခွေးတွေရဲ့လက်အောက်မှာဆက်လက်ပြီးတော့အမှုထမ်းနေတဲ့တပ်သားများအနေနဲ့အာဏာရှင်တချို့ရဲ့အကျိုးစီးပွားအတွက်ဆောင်ရွက်နေခြင်းကိုအငြင်းဆုံးဆွတ်လုပ်ပြီးတော့ပြည်သူနဲ့အတူပူးပေါင်းကြရင်တိုက်တွန်းလိုတယ်လို့ပြောကြားထားပါဗျ။လက်ရှိအချိန်မှာနေပြည်တော်ပြည်သူ့ကာကွယ်အဖွဲ့ထံကိုဗတ်ပြောင်းခိုးလုံလာတဲ့တပ်သားစုစုပေါင်း ကိုဦးအထိရှိလာပြီဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ